like much the US and secret talks with Putin aligned to restart Nord Stream 2 pipeline two years after it was blown up in Savata attack. That. So, the attack 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 အဖြတ်မောက်လုပ်ငန်းနဲ့ဖောက်ခွဲပြီးတဲ့အခါမှာနှစ်နှစ်အကြာဟာတဲ့ US အရှိအပြန်ကြည့်တော့မနော် US and secret talks ဆိုတာလျှို့ဝှက်ဆွေးနွေးခဲ့ US နဲ့ with Putin ally Mohammad Putin ဖြစ်သွားပြီအခုကအရင်တော့ Ukraine မှာရန်သူအခုတော့ Mohammad everything is changing ပြောင်းလဲနေတဲ့ကိစ္စပဲနော်အဲ့တော့ um to restart not Josie Bob national exam ကြည့်တာပေါ့နော် to restart not strain to pipeline အဲ့တော့ pipeline pipeline not strain the gas pipeline နေပတ်စံ pipeline နေပေါ့နော် two years ဒါလေးဆက်ဆက်ပြီးတော့ပြောခြင်းနဲ့ဒါတစ်ချက်နော်အဲ့ဒါဘယ်သူတွေကတော့အသက်ဘယ်လိုတွေဖြစ်ကုန်လဲတော့မသိဘူးတချို့ကတော့အဆင်ပြေကြတာပေါ့နော်အဲဆက်လက်ပြီးတော့ defense stocks hit record high တဲ့ ကာကွယ်ဈေးကွက် stocks ဈေးကွက်က hit record high ဆိုတဲ့အကြောင်းဒီ hit ဖြစ်သွားပြီဆိုတော့ဒီအမှတ်တမ်း record ဆိုတဲ့ဒီစံချိန်စံညုံးတွေကို high high ဖြစ်စေသွားပြီပေါ့နော်။ဘာကြောင့်လဲဆိုတဲ့အခါမှာ shares soar တဲ့ပြန်တက်သွားပြီ soar ဆိုတာ fly ပဲ။ဒီ shares ဒီဒီလုပ်ငန်းလုပ်ငန်းတွေမှာထည့်ထားတဲ့ shares တွေဟာအာထိုးတက်သွားတာ sore ဖြစ်သွားထိုးတက်သွား As European leaders bound to boost military spending, as European leaders, yeah, ဒီနေရာမှာသူတို့ကို US ကစိတ်မချရတော့ဘူးပူတင်နဲ့သွားပြီးမဟာမိတ်လုပ်လိုက်ပြီးဒါကြောင့်အဲ့တော့ boost လုပ်ရအောင်မယ်နော်အဲ့တော့155ကနေ255တွေ355တွေတို့တင်ရအောင်မယ်ဆိုတော့ Assad on the trend ကတောင်းတယ်အဲ့လို ထဲလို့ဆိုရင်ငါပါပပြီးတော့ကောက်ပေးမယ်အခုတော့သူတို့နဲ့နှစ်ယောက်ကမနေ့က split ဖြစ်တယ်သဘောရှိတယ် split ဖြစ်ခံရ you is split တော့ဟာခွဲခံရတယ်ပေါ့တချို့နိုင်ငံတွေမထည့်နိုင်ဘူးဒါကြောင့်ကွဲကုန်ပါနော် boost military spending ဆိုတဲ့ဒါကြောင့်စီရေ3စိတ်ကိုမြင့်မယ်လို့ကြားလဲကြားလိုက်တော့အလက်နက်ဈေးကွက်တွေပါဖြစ်သွားထိုးတက်သွားနော်ထိုးတက်သွားလက်နက်ဈေးကွက်ရဲ့အဲဒီ share တွေဟာထိုးတက်သွားတယ်ဆိုတော့ အဲ့ဘက်မှာအချင်းနေကောင်းတယ်ပေါ့သူနဲ့ပတ်သက်ပြီးတော့အဲဒုက္ခအတိတ်ဒုက္ခရော အတိတ်ဒုက္ခရောက်မဲ့အဲလူတွေ